ယူတဲ့သဘောပဲနားလည်လားဦးစင်းပြောတာအဲ့ဒီပုံတော့ခဏအာယုံယူလိုက်တာပြီးပြောက်သွားရင်အရဟံပဲပွားနေတော့မရဘူးလားရလားပတိစိတ်တဲ့ဒီတိုင်းပဲဟုတ်ပြီနော် ကိုပတိလေးနဲ့ကိုပွားပေါ့အဲအဲ့လိုဒီရွှေငွေတောင်းပြူကတော့ပတိတစ်နေ့၃ဘတ်စိတ်တဲ့ကြာတော့သူတရာတရံဖြစ်တစ်နေ့၆ဘတ်စိတ်ဘယ်နှဘတ်အဲ့လိုပတိလေးစိတ်တာနှစ်ပေါင်း30လောက်ကြာလားဘယ်လောက်ကြာအဲအဲ့ဒီတစ်နေ့မှသူအဲ့ဒီဟိုနာရထားကြီးနဲ့စာအုပ်ရောင်းဖို့ထွက်တာဟုတ်ပြီလားထွက်တာ အဲ့ဒီမှာဘာဖြစ်လဲဆိုအဲ့ဒီခေတ်ကဦးစင်တို့လွတ်လပ်ရေးရကန်စားဆိုတော့ KMDO ဆိုတဲ့အဲတိုက်ခိုက်တဲ့အဖွဲ့တွေရှိလားမရှိဘူးလားအဲအဲ့ဒီအဖွဲ့ကနေပြီးတော့အဲသူတို့တွေကအများအားတိုက်ခိုက်နေရှိတော့ပေါ့အယထာကြီးနဲ့တွားနေတွားတဲ့အချိန်မှာနော်နိုင်ရင်လေးနည်းနည်းလေးကြာပြီးတော့အဲ့ဒီတော်လန်းတွေရောက်အဲ့ဒီမှာယထာဘုံကနန်းသူယထာတခါတည်းပေါက်ထွက်လာဘွေဆုံးဘာမှမဖြစ်တော့ခရီးသွားတဲ့လူတွေကြတော့စကားရင်းများတို့ပျော်တို့ရှင်တို့ရီတို့အဲ့လိုဖြစ်လာမဖြစ်ဘူးလား အများအပြားလူတွေခยีသွားရင်ဖရာတရားမေ့လားမမေ့ဘူးလားတငယ်ချင်းတွေနဲ့တာသမီတွေနဲ့ကြီးတို့ဟာလို့ယထာပေါ်မှာစားလို့တောက်လို့ဟုတ်ဘူးလားဟုတ်လားပြောနေကြလားငွေတောင်းပြူကတော့ဗဒီလေးစိတ်သွားတာဗာလေးစိတ်သွားတာအာရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားဘုရားကုံတော်လေးပွားပြီးတော့သူကဗဒီလေးစိတ်ပြီးသွားတာနော်ကုံတော်လေးပွားသွားတော့ပေါ့အဲလိုပဲသူ့ဘေးနာလူတွေကပျော်ရွှင်ပြီးတော့သွားကြတာပေါ့ရုတ်တရက်ဒိန်ကနန်းသူမိုင်းပေါက်တော့ ယထာဘိချောယထာအတွဲလိုက်ပြုတ်ကြတာလဲပြီးတော့လေဖြည်းဖြည်းလေးကြတာအဲ့မှာတခါတည်းတောင်းကျမ်းသူတွေကလည်းဝိုင်းပြီးတော့တနတ်တွေနဲ့ပြစ်တာအာအဲ့မှာတေကြတဲ့လူတွေရရဆက်ဆက်ပဲယထာကိုစီးတာဘာလို့ဒါလဲစီးတာအဲ့မှာဘလို့ပြေးတချို့ကလည်းကြောက်ကြီးပြေးပြေးတဲ့လူကဟိုကပြစ်ချတေးတာပဲအဲ့မှာသူကယထာတွဲရနေပြီးတော့ဖျားကုံတော်ပွားပြီးတော့ပဒီလည်းစိတ်လို့မရတော့လက်ဘင်းကိုချက်ချက်ပြီးအာရဟံပဲသူ့မှာသူဒီတိုင်းပဲဂုံတော်ပွားပြီးတော့ညိနေတယ်။တွားလို့လည်းမရပြေးလို့လည်းမရဟုတ်တယ်မလား ဟိုနာတွေကရုတ်တရက်ပျော်ရွှင်နေတဲ့လူတွေတချို့ဆိုရင်သွေးတံရာတွေနဲ့လဲပြီးတေကုန်ပြီတေခြင်းတရားကြောက်စရာကောင်းလားမကောင်းဘူးလားအကူပဲตาတွေနဲ့ပြောတမီလေးတွေနဲ့ပြောမကြခင်ပဲသွေးတံရာတွေနဲ့ဘာဖြစ်ပြီလဲတေသွားတယ်လူတွေဟာကိုကိုကိုမတေဘူးလို့ထင်ပြီးတော့ပဲဘာဖြစ်သွားကြလဲတေသွားကြတာကိုကိုကိုမထင်ငါတေမယ်လို့ကိုကိုမသိကိုကိုကိုတေမယ်လို့မထင်ထားကြဆောင်ပေးလို့မရဘူးတေခြင်းတရားတိတ်ချောက်ကိုကောင်းနေတခါကြီးတို့မကြီးတို့ဒါကြောင့်ဖခင် မမေ့နဲ့အချစ်သားတို့အမြဲတမ်းမမာခဲ့ဘူးလားမာခဲ့တာအေးအပမာတော့အမတန်ပဒံပမာတော့မစ်စုနော်ပဒံမေ့ရင်တေဖို့တေဖို့အကြောင်းမမေ့တဲ့လူသားမတေရနိဗ္ဗာန်ရောက်ကြောင်းလို့ဗုဒ္ဓတချို့ကဘာမှမဟုတ်ဘူးတေတေခြင်းတရားအမျိုးမျိုးပဲဒါမှမဟုတ်ဥစဉ်တို့တွေမေ့ပြီးတော့မကောင်းမှုတွေလုပ်နေမယ်ဆိုရင်ဥစဉ်တို့ကောင်းပါမလားဗျာမကောင်းမှုတကကြီးတို့မကြီးမကောင်းတတိထားရ ဘုရားမြတ်စွာတည်သနာတည်ချောင်ခဲ့တာဟာတခါကြီးတို့မကြီးတို့ဥစဉ်တို့ကိုကာမဂုဏ်တွေခံစားပြီးတော့တည်ပြီးအပယ်လေးပုံသွားဖို့ဟုတ်လားမဟုတ်ဘူးဘုရားတည်သနာတည်ချောင်ခဲ့တာသူကိုယ်တိုင်တစ္ဆာတရားကိုတည်ပြီးဥစဉ်တို့ကိုလည်းတစ္ဆာတရားကိုတည်ပြီးတန်တရာဝတ္တုကကလွတ်မြောက်ပြီးနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ဖို့အတွက်မဟုတ်ပေဘူးလားဟုတ်တယ်ဒါကိုဥစဉ်တို့မမေ့ရဘူးလေตาရင်းနဲ့နေတယ်တမိရင်းနဲ့နေတယ်စီးပွားရေးတွေလုံနေတယ်မလုံရအောင်မဟုတ်လို့လူဆိုတာตาရင်းတမိရင်းစီးပွားရေးတော့မလုံရအောင်လားလုံရမလား လုံရမှာပဲလုံရမှာပဲလုံရင်နဲ့ဟာလားစီးပွားရေးလုံရင်နဲ့တရားမရှာရပြီဘူးလားပညာလည်းမတင်ရဘူးလားတင်ရမလားငယ်ရွယ်တဲ့ကလေးတွေပညာတင်ရမယ်စာကျိုးစားရမယ်ဒါပေမဲ့ပညာတင်ရင်နဲ့လည်းတရားမရှာရပြီဘူးလားရှာရမှာပေါ့ရှာရမှာပေါ့တကကြီးတို့ရေပညာတင်တဲ့ချိန်တည်သွားတော့ကဲနိဗ္ဗာန်ရောက်ပါတော့မလားမရောက်လေဦးစင်းဒီမှာကြောင်းအလူရှင်တကကြီးတယောက်ရှိတယ်နော်ဟိုဟိုပဋိထေနာမည်တော့မပြောရပါဘူးနော်ပြောချင်တာအဲ့ဒီလူငယ်လေး ဟိုနိုင်ငံเจ้าမှာကြောင်းတက်ဘာမှကြောင်းတက်နိုင်ငံเจ้าမှာကြောင်းတက်နေတယ်တက်ကတူတက်နေတယ်ဟုတ်ပြီဒီမှာဒီเจ้าကဥစဉ်လေးရဲ့တငယ်ချင်းပဲသူဥစဉ်လေးကတော့ဘုန်းကြီးတူလေးပေါ့သူကတော့ဒီမှာရဟန်းဘွားရောက်သွားပြီ၃ဝါရှိပြီအခုသားမနေကျော်ဒုတိယဆင့်ဖြေတော့မှာเนาะကဲမကောင်းလားကောင်းလားငြိမ်းချမ်းသွားပြီဘဝပိုင်ရှင်တီလာလေးလေးဖြူးဖြူးဆင်းဆင်းနဲ့ဗုဒ္ဓရဲ့နော်တရားတော်တွေကိုကျင့်သုံးပြီးတော့ကြည်စမ်းငြိမ်းချမ်းစွာနေထိုင်ရတဲ့တငယ်ချင်းလေးအော်သူတငယ်ချင်းရဲ့နိုင်ငံเจ้าမှာဘာဖြစ်သွားလဲဟို เนาะဟိုဟိုတွေอ่ะဗောเนาะမကြသေးပါဘူးတနေ့တော့မပြည့်သေးဘူးဟုတ်လားအေးနိုင်ငံသားမှာအဲအားကစားလုပ်ရင်ねရုတ်တရက်ဆုံးသွားရှာတယ်လူငယ်လေးတည်သွားတယ်ဗောဗျာကြည်စမ်းကိုကိုတည်မယ်လို့ထင်လားအမေတွေရင်မကွဲဘူးလားကွဲလားအေးသူမိပါတွေငိုရတာရန်ဝန်းနေတာเนาะအဝေးကြီးနိုင်ငံသားတော့အဝေးကြီးဩစတြေးလျလားမသိဘူးเนาะအဝေးကြီးအရိယာနေသူ့ရဲ့ dust body ကိုပြန်တည်လာလေနဲ့เนาะအမီပါပတ်စံရှိတော့တော်သေးတာဟုတ်လား ဒီရောက်ပြန်တဲ့လာတာပြောချင်တာဝမ်းနေစရာကောင်းလားမကောင်းဘူးလားတည်ခြင်းတရားအချိန်မရွေးပဲငါတို့ပညာရှာတယ်ဆိုပြီးတော့ဟာလာတရားတွေမရှိဘူးဆိုရင်ရုပ်တရက်တည်တော့မယ်ဆိုရင်တည်ခြင်းတရားကိုရင်ဆိုင်နိုင်ပါမလားကို့မှာလက်နှက်ကောင်းမရှိရင်ဒီမရဏမင်းနဲ့စစ်ခင်းလို့ရဲပါမလားကြောက်ကြောက်ရွံ့ရွံ့နဲ့ဘဝတစ်ခုအဆုံးသတ်သွားရမှာပေါ့နော် အဲ့ဒါမိပါတွေဝန်းနေပြီးတော့တန်ဝေကတွေဖြစ်အမေတွေเนาะအဲ့ဒါဒီမှာចောင်းတဆောင်နဲ့လှူတယ်ပြောချင်တာတကကြီးတို့မကြီးတို့ရေပညာရှာရင်းနဲ့လည်းဘာရှာဖို့လို့လဲတရားရှာဖို့လို့စီးပွားရေးရှာရင်းနဲ့လည်းဘာရှာဖို့လို့လဲအေးမမေ့နဲ့ဗုဒ္ဓမမေ့နဲ့เนาะမမေ့နဲ့ငယ်တဲ့လူလဲတည်တတ်တယ်ကြီးတဲ့လူလဲအာငါတို့ကကြီးငါတို့ကငယ်သေးတယ်ဆိုပြီးမလုံးနဲ့ငယ်တဲ့လူလဲတည်သွားတာပဲတချို့ကသာသမီအရင်တည်တယ်တချို့ကမိပါတွေအရင်တည်တယ်တည်ခြင်းတရားအရွယ် အဆုံးပါပဲတရားကြီးတို့မကြီးတို့ရဲ့နော်။ဒါကြောင့်မို့အမြဲတမ်းကိုယ်မှာအကူရရှိအောင်မကြိုးစားသင့်ဘူးလား။ကြိုးစားရအောင်။အခုငွေတောင်းပြူ။ तू ကတော့ဂုံတော်ပွားနေကြဆိုတော့အန်ဒီရီဂျုံလိုက်တာနဲ့ချက်ချင်းသူ့ရင်ထဲမှာဂုံတော်ရောက်လာလားမရောက်လာဘူးလား။အဲ့ဒါလေးဥစဉ်ပြောချင်တာဒီတရားကြီးတော်တယ်။ဒါအမြဲတမ်း तू ပတိစိတ်ခဲ့တဲ့အကျိုးတွေမဟုတ်ဘူးလား။နေ့စဉ်ကိုနှစ်ပေါင်းများစွာ तू အာစိန်ကံအာကောင်းခဲ့တဲ့အတွက်ရုတ်တရက်အန်ဒီရီဂျုံရင်လည်းဖျားဖို့မေးလား။မမေ့ဘူး तू ကထုံထားတဲ့အတွက် तू မှာဂုံတော်ကြီးပွား။ ူယိုသူအဲ့ဒီအချိန်မှာလူတွေအားလုံးပျောက်သွားလူမှမရှိတေတဲ့လူတွေပဲကြံ့တယ်ပြန်ပေးဆွဲတဲ့လူတွေကုတ်သွားသူကြည့်တယ်ဘာမှမကြံ့တော့အကုန်လုံးတိတ်ဆိတ်သွားတယ်သူကတော့ဂုံတော်ပွားပြီးတော့ပဲကြံ့ခဲ့တာသူ့ကိုမတွေ့လိုက်ဘူးတဲ့ဟုတ်ပြီလားဒါဘာဂုံတော်ဆွမ်းဖေအားကဒါပြောပြတာတကယ်ကြီးနော်ဂုံတော်ပွားရင်ဘေးအန္တရာယ်လဲကင်းလားမကင်းဘူးလားကင်းတယ်တတိကဥစဉ်တို့ဂုံတော်ပွားခိုင်းတယ်ဆိုတာကတကယ်ကြီးတို့မှကြီးကိုပြစ်စုံပံမှာကိလေသာငြိမ်းချမ်းတာဘာငြိမ်းချမ်း လူတွေဆင်းရဲနေတာကိလေသာတွေကြောင့်မဟုတ်ပေဘူးလားလောဘမိတယ်ဒေါသမိတယ်မောဟမိတယ်မာနမိတယ်အိတ်တာမစ္စရိယမိတယ်မိတယ်အလောင်းခံရတာအဲ့ဒီကိလေသာဖြစ်နေကိုဆင်းရဲနေတာတကကြီးတို့ဟုတ်ပြီလားကိလေသာဝေးနေကြည့်ရင်မချမ်းသာဘူးလားချမ်းသာလားအဲ့ဒါကြောင့်တက္ကမကြီးကိုဂုံတော်ပွားလိုက်ရင်လေချက်ချင်းကိုကိလေသာဝေးသွားတာအဲ့ဒါကကြီးမားဆုံးအကျိုးပဲမဟုတ်ဘူးလား နိဗ္ဗာန်ရောက်တာမရောက်တာခဏထားကိုယ်ရင်ထဲမှာဂုံတော်ပွားလိုက်ရင်ငြိမ်းချမ်းသွားတာကိလေသာအပူမိကဝေးသွားတာဟုကကြီးမားဆုံးအကျိုးတရားပဲလို့ဥစဉ်ကမြင်တယ်။နားလည်လားဥစဉ်ပြောတဲ့အတိပဲ။လူတွေဒုက္ခရောက်နေတာကိလေသာကြောင့်မဟုတ်ဘူးလား။လူတွေဆင်းရဲနေတာကိလေသာကြောင့်ပတ်စံမရှိလို့လည်းမဟုတ်ဘူးနော်။ယာဓုအာနာမရှိလို့လည်းမဟုတ်ဘူးနော်။ဘာကြောင့်လဲ။ကိလေသာကြီးကိလေသာများရင်ပူပြီးဆင်းရဲတယ်။ကိလေသာနည်းလေချမ်းသာလေပဲ။ကိလေသာနည်းလေ ကိလေသာမရှိတော့ရင်တော့လုံးဝချမ်းသာသွားတာပေါ့ယန္တာအရှင်မြတ်ကြီးတွေဟုတ်ဘူးလားဒါကြောင့်တရားကြီးတို့မှယူတကယ်ချမ်းသာခြင်းဘာကုံတော်ပွားပါမလားဘုရားကုံတော်ပွားစေခြင်းလေဟုတ်ပြီလားကုံတော်ပွားရင်တိတ်ကောင်းတာနော်ဘီအန်တရလည်းကင်းတယ်နော်တရေကြောက်တတ်တဲ့လူတွေဆိုတော့ကုံတော်ပွားတရေကြောက်တတ်ရင်တော့ပါပွားကုံတော်ပွားကြည့်တီလာဖြူစင်မေတ္တာတွေပို့ပြီးကုံတော်ပွားချိန်တဲ့နေရာပွားလို့ရကြောင်းရုံစိတ်လုံးဝမရှိတော့အဲ့ဒီကုံတော်ကတိတ်ဆွမ်းတယ်ဘယံဝါစံပြတတ်တံဝါတော့မှန်တော့ပါနော် အကုန်အကုန်စက်သိမ်းမွေးညင်းထားတာဒီနောက်ကြောက်ရွံ့တုန်လို့မှုတွေအကုန်လုံးငြိမ်းအေးသွားတာဗုဒ္ဓရဲ့ဂုဏ်တော်သိတ်ဆွမ်းတာဖះကိုတော်တိုင်းဟောတော်မူတာဖះရှင်ကိုတိုင်းပါလို့ထားလဲဒါကြောင့်တက္ကမကြီးတို့မကြီးတို့ဗုဒ္ဓဂုဏ်တော်ပွားတင်လားမပွားတင်ဘူးလားပါပါနော်ပါပါတကယ်နောက်ဆုံးလေချွတ်ဒီလောကမှာပရလောကသားတွေဆိုတာလည်းရှိသေးတယ်မရှိဘူးလားရှိလားရှိတယ်နော်ရှိတယ်တကယ်အများကြီးအများကြီးဦးစင်တို့ဒါရန်ဘွားမှာဆိုလဲကြုံခဲ့တာတွေရှိတယ်ဒါပေမဲ့ဦးစင်မပြောတော့ပါဘူးခြုံပြီးပြောမယ်ဆိုရင်ပရလောကသားတွေမှာ တချို့သောလူတွေကိုဝင်ပူးတာတွေရှိတယ်။ရှိလားမရှိဘူးလား။အဲလိုဝင်ပူးတဲ့လူတွေကဖယားအာယုံမပြုတ်ဘူးဆိုရင်မရ။အဲလိုယုတ်တရက်သူတို့ဝင်ပူးလာရင်ဘလူးပဲဝင်ပူးပူးတစီပဲဝင်ပူးပူးပေါ့နော်။ဝင်ပူးလာရင်တခါတဲ့ဂုံတော်ကိုချက်ချင်းပွားလိုက်တာနဲ့အဲ့ကောင်ချက်ချင်းထွက်သွားရတယ်။ဂုံတော်ရဲ့အစွမ်း။ဟုတ်ပြီလား။အဲအဲ့လိုဖယားဂုံတော်ကလည်းစွမ်းတယ်။အဲ့လိုပဲဗုဒ္ဓရဲ့နှုတ်ကပတ်တော်တွေဒီနေ့ကအဘိဓမ္မာအခါတော်နေမဟုတ်ဘူးလား။ပဋ္ဌာန်းတွေပူဇော်ရင်လည်းစွမ်းတယ်။ဒါတွေပူဇော်လည်းစွမ်းတယ်။ ဒီဟေတုပစ္စေယောအာရမဏပစ္စေယောဒီကိစ္စပစ္စယနိဒေသဆိုတာဒီပဋ္ဌာန်း၅ချမ်းကိုအနှစ်ချုပ်တာလားနော်သိကောင်းတာတကယ်ကြီးတို့မယူပုံမှန်လေးရွတ်နိုင်ဝက်ဆိုရင်ပြီးလာမပြီးဘူးလားဖြည်းဖြည်းလေးပုံမှန်လေးအတိတ်ပဲကိုအာယုံဆိုင်ပြီးရွတ်ကြည့်တမာတိတောင်ဖြစ်တယ်အကြောင်းအကျိုးတွေပဋ္ဌာန်းပစ္စည်းတွေစက်နေတယ်ဟုတ်ပြီလားစက်နေတဲ့တကယ်ကြီးကိုပဋ္ဌာန်းရဲ့သဘောတရားတွေဘာမှမဟုတ်ပဋ္ဌာန်းဆိုတာဒီဝိပဿနာရှုွက်ပါဘာရှုွက်ကြည့်လဲယုံနံတွေခွဲနေတာပဋ္ဌာန်းဆိုတာနော်အကြောင်းတရားအကျိုးတရားတွေဟုတ်ပြီလားပစ္စယတတိတွေယုံနံအကြောင်းအကျိုးတွေခွဲနေတာ ဒါပဋ္ဌံဆိုတာဝိပဿနာပဲပဋ္ဌံဆိုတာဘာလဲတကယ်ဒီမိုက်တို့ပဋ္ဌံဆိုတာတကယ်တော့ဝိပဿနာရှုခွက်ပါပဋ္ဌံဆိုတာဘာကြီးလို့ဒါပေမဲ့ယနေ့ခေတ်မှာအဲ့ဒီဝိပဿနာရှုခွက်တွေကရှုနိုင်တဲ့လူနေသွားပြီပြနိုင်တဲ့ဆရာတော်တွေရှားတယ်နော်အေရှာနယ်ဖောက်ဆရာတော်ကြီးတော့ကောင်းကောင်းပြနိုင်တယ်နော်ဟဲဝူဖောက်ဆရာတော်တို့ပြနိုင်တယ်နော်ဟုတ်ဘုန်းကြီးတို့ဂျုံဖိုက်ဆရာတော်ကြီးတို့နော်ဒီပဋ္ဌံပစ္စည်းဒီကောင်းစွာဝိပဿနာရှုခွက်တွေပြနိုင်ပါတယ်ကမဏ္ဍဆရာတော်မပြနိုင်ဘူး အစ်င့်မြင့်လို့ဟုတ်ပြီနော်ဒါကြောင့်ဒီပဋ္ဌာန်းတရားတော်ကိုမိမိတို့ကဝိပဿနာဉာဏ်ဖြင့်မရှုနိုင်ရင်တော့ဗုဒ္ဓရဲ့ဒီနှုတ်ကပတ်တော်ကြီးတွေကိုပဋ္ဌာန်းတွေကိုပူဇော်တဲ့ဘာတွေပူဇော်တဲ့ပဋ္ဌာန်းတွေပူဇော်တက္ကမကြီးပဲကြာလားဒီနေ့ဆိုရင်ပို့ပြီးတော့ပူဇော်တဲ့ဒါကြောင့်ဦးဇင်းတို့ဒီမှာကိုရင်လေးတွေကိုဒါအလှဲ့ကြလေးပေးပူဇော်ထားတာနားလည်ပြီလားအေးပဋ္ဌာန်းပူဇော်ရင်သိကောင်းလားဒါအကြောင်းအကျိုးတွေရုပ်နံတွေခွဲနေတာပဲအပြောချင်တာကအဲ့ဒီမှာရွာတရာမှာပေါ့လေအဲ့ဒီမှာဆရာတော်ចောင်းတိုက်ဆရာတော်ကြီးတပါးရှိတယ် ဲရွာမှာအဲ့ဒီမှာနည်းနည်းစိတ်မနှံ့တဲ့ဒကာကြီးတယောက်ရှိတယ်ဒီဒကာကြီးကအမတန်ဆိုးတယ်သူ့ပါဇက်ကအယုတ်တအနတ္တဆဲရင်နေတာပဲရှိတယ်သူ့ပါဇက်ကြီးဟုတ်ပြီလားဘုန်းကြီးကြောင်းလာတဲ့ယူလိုလိုပါလို့ဆဲပြီးတော့အဲ့လိုမျိုးနေတယ်ဆရာတော်ကကြားတော့ဆရာတော်ကမေတ္တာရှိကြားတော့အဲ့ဒီခေါ်ခိုင်းလိုက်တယ်အဲ့ဒီအဲ့ဒီဒကာကြီးကိုခေါ်ခိုင်းလိုက်ဆရာတော်ခေါ်တော့လေသူကလာတယ်အဲယူတော့နည်းနည်းတော့ပါတော့ဘုန်းကြီးကျောင်းမှာထမင်းလက်ကဆာတော့နည်းနည်းတော့ပါတော့ဟုတ်တော့လားဆရာတော်ပြောတော့နားတော်တယ်အဲသူလိုက်လိုက်တော့ အေးတကကြီးရဲ့ဘာဖြစ်လို့ဒီဟာဆဲရီးနေတာပဲလုံနေတာလေကွယ်မင်းရွတ်ခြင်းမင်းမတင်ပေးမိကွာမင်းလိုက်ဆိုဟေတုပစ္ဆေယောပြောတယ်ကမကြီးတို့ဟေတုပစ္ဆေယောအေးဟေတုပစ္ဆေယောဟေတုဆိုဟိတ်၆ပါးလောဘဟိတ်ဒေါသဟိတ်မောဟဟိတ်ကောင်းတဲ့ဘက်ဆိုရင်အာလောဘဟိတ်အာဒေါသဟိတ်အာမောဟဟိတ်ဦးစင်းတို့မှာတဏီကုန်ဟိတ်၆ပါးနဲ့လဲနေတာဒကမကြီးတို့သိလားအဲ့ဒီဟိတ်၆ပါးမှာဒကမကြီးတို့လဲပတ်နေတာလောဘဒေါသမောဟဟိတ်၆ပါးကမများဘူးလား အဲ့ဒီဟိတ်၆ပါးများရင်အပယ်ရောက်ဖို့များတယ်ဟုတ်ပြီလားအလိုပါအဒေါသအမောဟဟိတ်တွေနဲ့လည်ပတ်ရင်နိဗ္ဗာန်ရောက်ဖို့နည်းတယ်ဟုတ်ရလားဒါကြောင့်ကိုယ့်ကိုယ်ကိုလောဘအဖြစ်မခံနဲ့မကျင်နှံ့မှုဒေါသတွေအဖြစ်မခံနဲ့တွေ့ဝင်မှုမောဟတွေအဖြစ်မခံနဲ့တတိလေးနဲ့နေရမယ်ဘာနဲ့နေရမလဲအေးဒါဟေတုပစ္စယောဆိုတာအတိတ်ပဲအကျယ်ကြီးနော်ဟေတုပစ္စည်းအကြောင်းတရားတွေပြောတာဟုတ်ရရေတောင်းမျက်နဲ့တူဟေတုပစ္စည်းအကြောင်းတွေချုပ်မှအကျိုးတွေချုပ်ငင်းသွားမှာဟုတ်ပြီလားနိဗ္ဗာန်တည်တောင်ရောက်တယ်နားလည်ပါဦးဆင်းပြောတာ အဲ့ဒီအယူဘာမသိဘူးဆရာတော်ကဗုဒ္ဓရဲ့ဒီပါဠိတော်ကြီးဗုဒ္ဓရဲ့နှုတ်ကပတ်တော်ကြီးကတအားအစွမ်းတတ္တိရှိတယ်ကျမ်းနာတက္ကမကြီးတို့မသိတာတော့အကျိုးရှိတယ်မသိတာတော့ဒါဘာဖြစ်လို့လဲဆိုတော့ဒါထူးခြားမှုပဲဗုဒ္ဓရဲ့ဒီလေးသိဉ္ဇကပါတိန်ပါရမီတော်ကြီးဖြစ်ပြီးမှဟောကြားတဲ့ဗုဒ္ဓရဲ့ပါဠိတော်ကြီးတက္ကမကြီးမကဲ့ရဲ့မိစေနဲ့ကျမ်းနာအထင်မသိမိစေနဲ့ကျမ်းနာအေးအတိတ်ပဲတိပြီးရွတ်ရင်တော့အကျိုးတရားပြောလို့မကုန်ဘူးဆိုတာသဘောပေါက်လင်းတို့သားငါးရအကြောင်းကြားဘူးတယ်မဟုတ်လား အေးအဲ့ဒါကြောင့်မို့ဥစဉ်ကပြောနေတာဟုတ်ပြီဒီအယူလိုလိုဘာလိုတကာကြီးကိုဆရာတော်ကဆုံးပါတကာကြီးရဲ့အယုတ်တအနတ္တတွေမလုပ်ပါဟေတုပစ္စည်းရောရွတ်သွားတယ်သူကလည်းဆရာတော်ကိုကြောက်ပြီးရွတ်ဟေတုပစ္စည်းရောဆက်ဆိုဟေတုပစ္စည်းရောအဲ့ဒါပဲတင်ပြီးတယ်တစ်လုံးပဲတင်ပြီးတယ်ဆရာတော်အဲ့ဒါရွတ်ရင်ဆရာတပြည့်တော်ထမင်းကျွေးမလားအကျွေးမယ်မင်းကထမင်းကျွေးမယ်အယူကသူ့သူအဲ့ဒါလေးရွတ်ပြီးရင်ကျင်က်ပြီးဆရာတော်ကဘာဖြစ်လို့ဆဲတာနဲ့ဆိုင်မကောင်းဘူးလားစဉ်းစားကြည့်ဆဲတာနဲ့ဆိုင်ရင်ဟေတုပစ္စည်းရောရွတ်နေတာမကောင်းဘူးလား အဲတကမကြီးတို့သဘောပေါက်ဒီတန်တရားတစ်လျှောက်လုံးဥစဉ်တို့ဒီပါဇက်ကြီးဟာမကောင်းတာတွေပြောပြီးတော့တေပွဲဝင်ခဲ့ရတယ်ကြောက်ဘာတွေပြောပြီးတော့ကြည့်လေဒီမကြီးတို့နေ့စဉ်မိမိတို့ဘဝယနေ့ချိန်ဒီအသက်20အရွယ်က20 30အရွယ်က30 40 50 60မိမိတို့ကောင်းတဲ့စကားလုံးတွေနဲ့မကောင်းတာတွေဖေဟာများလဲဟုတ်ပြီလားမိတို့ကြည့်လောဘဒေါသမောဟအာယုံတွေပဲမိမိတို့ပြောမယ်စီးပွားရေးအကြောင်းတာယီသမီးရဲ့အကြောင်းသူများမကောင်းကြောင်းတွေလည်းပါခြင်းပါအောင်ပါစဉ်းစားကြည့်ဟုတ်တော့မလား ်ဖရာအကြောင်းတရားအကြောင်းတန်ခါအကြောင်းသူတော်ကောင်းအကြောင်းဝိပဿနာအကြောင်းပြောတာမနေဘူးလားစဉ်းစားဖို့ဦးစဉ်ပြောတာပါဟုတ်တယ်မလားဒါကြောင့်ကိုကောင်းတဲ့ဗုဒ္ဓရဲ့ပါဝါစနတွေပါဠိတော်တွေရွတ်ဖတ်ပါကြောက်ကမကြီးတို့ပရိတ်ကြီးဆက်တသုံးမရှိဘူးလားပဋ္ဌာန်းတွေမရှိဘူးလားရွတ်စမ်းပါဒကမကြီးတို့ကြားလားအေးရွတ်လို့ဝရင်ဗုဒ္ဓဂုံတော်ပွားဖို့ဟုတ်တယ်မလားဒီလောက်ကောင်းတာသာသနာတော်ကြီးမှာကုသတရားတွေအိုးတတ္တာတရားသာရှိယူလို့ကောင်းမလား တောင်မကြီးတို့တတတရားလက်ပြတ်နေတဲ့ပုံကိုကြတော့ဝေဖန်ရင်းနဲ့လေကံရင်းနဲ့အချိန်ကုန်ပြီးတော့အပယ်လေးပုံသွားရလိမ့်မယ်။ကြားလား။ဒါကြောင့်တတတရားဒီဟူသောလက်တွေမပြတ်ပါစေနဲ့။ကြားလား။တတတရားအရေးကြီးတယ်နော်။သာသနာမှာတတတရားမရှိရင်ဘာမှလုပ်လို့မရတော့ဘူးတကမကြီးတို့တကကြီးတို့နော်။ဟုတ်ပြီဒီအယူလေးကိုသင်ပေးလိုက်တဲ့ဆရာတော်ကအယူကကျင့်တဲ့ဟေတုပစ္စယောကြီးကိုထမင်းစားရတယ်ဆိုစားတာ။အဲ့ဒါနဲ့အမြဲတမ်းသူကယူတာတော့တကယ်ယူတာလည်းမဟုတ်ဘူးခပ်ပေါ်ပေါ်ပေါ့နော်။ तू မဆဲတော့အိမ်ကြီးကစပြီးတော့ဘာပဲယူတော့လဲ။ ူပါဇက်ကဆဲတဲ့နေရာမှာဟေတုပစ္စည်းရောအစားထိုးလိုက်တာကျမ်းစာတော်မကြီးတို့ဒါကြောင့်ဥစဉ်တို့ပြောချင်တာဥစဉ်တို့ရဲ့မကောင်းတဲ့စိတ်ထားတွေမကောင်းတဲ့အချင်းတွေရှိအဲ့ဒါတွေပယ်ဖြောင်းလိုက်ပါဒီနေ့ဗုဒ္ဓပြန်ကြွလာမယ်အဘိဓမ္မာခါတော်နေ့ဥစဉ်တို့ရဲ့မကောင်းတဲ့အချင်းတွေရှိအဲ့ဒီအချင်းကိုဖြောက်လိုက်ပါနောက်သူများပေါ်မှာမလိုမုန်ထားစိတ်ရှိရင်အဲ့ဒီစိတ်ကိုဖြောက်သူများပေါ်မှာအနိုင်ကျင့်လို့စိတ်ရှိရင်အဲ့ဒီကျင့်လို့စိတ်ဖြောက်ဟုတ်ပြီနော် အဲသူများပေါ်မှာကြောချင်တဲ့စိတ်ရှိအဲ့ဒီစိတ်ကိုဖြောက်မကောင်းတာမှန်တယ်များကိုဥစဉ်လို့အစားထိုးကောင်းတာနေနဲ့ပါလို့အဲ့ဒါမှဗုဒ္ဓကိုဓမ္မနဲ့ပူဇော်ရာရောက်တယ်ကြားပြီလားသူများမကောင်းကြောင်းပြောတတ်တဲ့အကျင့်ရှိရင်အဲ့ဒီအကျင့်ကိုပါလို့လိုက်ဖြောက်ဟုတ်လားဒကမကြီးတို့ရေဟုတ်တော့နော်အများကြီးဒကမကြီးတွေပြောတတ်တယ်မဟုတ်လားအဲ့လိုလည်းမဟုတ်ပါဘူးဟုတ်တယ်မလားအေးပြောတတ်ရင်တော့ဘာလို့ရမှာလဲဖြောက်လိုက်ပါဖြောက်ရင်ကိုတော့မကောင်းဘူးလားဒီနေ့ဘဝရဏနေ့ဘာနေ့လဲ ဘောနာနေ့ဆိုတော့ဥစဉ်တို့တန်ဃာတို့တွေပန်ပြောတဲ့နေ့ဥစဉ်တို့မှာဘုသူစဉ်နေ့ဖြစ်တော့အပြစ်တွေရှိရင်အချင်းချင်းဖိတ်မှန်လာအဝါဒနာလို့ခေါ်တယ်ဟုတ်ပြီလားမြင်ချင်းအပြစ်ကြားချင်းအပြစ်ယုံမှားချင်းအပြစ်เนาะအရှင်ပြတို့တန်တရားတွေရှိတယ်ဆိုရင်တပြည့်တော်ပြောဆိုဆုံးမပါတဏှာသောအပြစ်ဆုံးမပေးပါဥစဉ်တို့ရဲ့သာသနာတော်ကြီးကချစ်စရာကောင်းကျမ်းစာတကယ်မှရလို့မာနမကြည့်ဘူးသာသနာဆိုတာဟုတ်ပြီလားကိုယ်မှာအပြစ်ရှိရင်ဆုံးမဖို့ဖိတ်မှန်လာတကယ်မှရလို့အချင်းချင်းဖိတ်မှန်ကိုမိသားစုချင်းချင်းကိုမောင်နှမချင်းချင်းမိနဲ့အဖေဟုတ်လား အာကုန်လုံးတငယ်ချင်းချင်းချင်းတငယ်ချင်းငါမှာအဖြစ်တွေရှိငါ့ကိုဆုံးမတော့အရှင်ပြဟာလားငါအရက်ခိုးတောင်းပြီးငါ့ကိုပြောတော့ငါဆေးလေးခိုးတောင်းရင်မင်းငါ့ကိုပြောငါကျမရစ်ထိခိုက်မှာစသည်ဖြင့်ဖိတ်မှန်တာကြီးမကောင်းဘူးလားဒါဘဝကြီးပွားဖို့တိုးတက်ဖို့လမ်းစဉ်ဗုဒ္ဓရဲ့လမ်းစဉ်တွေဟုတ်ပြီလားဦးဇင်းတို့တာသနာအဲ့ဒီအချက်တွေရှိတယ်ဒါကြောင့်တာသနာမကွဲတာတာသနာတော်မှာအချင်းချင်းအဲ့လိုဖိတ်မှန်ကြတယ်အရှင်ပြတပြည့်တော်ချွင်ရင်ချက်တွေအားနေချက်တွေအပြစ်တွေရှိရင်ဆုံးမပေးပါဗျာတဏှာတော်အပြစ်ဆုံးမပေးပါဗျာတပြည့်တော်ကိုယ်အပြစ်ရှိရင်ပြုပြင်ပါမယ်ဗျာမကောင်းဘူးလားကောင်း အဲ့ဒါပဝါရဏဒကာကြီးတို့ဒီနေ့အဲ့ဒါဒီနေ့ဒါကြောင့်ဒကာမကြီးတို့ဥစဉ်ကတိုက်တွန်းခြင်းတယ်ကိုမိသားစုချင်းချင်းကိုမောင်နှမတွေချင်းချင်းဟာလာဖိတ်မှန်ကြပါမကောင်းလားဒါသူတော်စင်တို့သွားမဲ့လမ်းဒါမာနကြီးတဲ့လူကအဲ့လိုစိတ်မျိုးမရှိဘူးမာနကြီးရင်အမျိုးရုပ်တဲ့ဘဝရောက်ဘယ်ဘဝရောက်အမျိုးရုပ်တဲ့ဘဝရောက်မယ်ဒကာမကြီးကျန်လားယုံညံ့တဲ့တရောင်စားဘဝသွန်းသွန်းဆန္ဒဘဝတွေရောက်ကုန်ပါဟုတ်ပြီလားမာနမကြီးရောက်ဖရာရဲ့သားတော်တွေကမာနမကြီးခဲ့ဘူး ်ပါကင်မင်းသားတွေဗုဒ္ဓရဲ့သားတော်တွေရှင်မမောကလန်တို့ရှင်သာရိပုတ္တရာအရှင်အနန္ဒာတို့ဟုတ်လားနောက်ဆုံးရှင်ရာဟုလာလေးဗုဒ္ဓရဲ့သားတော်တွေဟာနေ့စဉ်အစိုးအမကိုတောင်းခံတယ်ဟုတ်ပြီလားသူကလက်သေးလေးနဲ့သူ့ရဲ့လက်ဆုပ်လေးနဲ့သေးလေးတွေကိုဆုပ်ပြီးတော့သဲပွင့်ရေပမာသဲပွင့်ရေပမာဏလောက်ငောက်ကိုတည်င်းသုံးပေါ်ပြီးဆရာသမားတွေအစိုးအမပြီးသိတ်ကောင်းပါပဲတဲ့သူ့ရင်ထဲကတောင်းတတာကျန်လားအရှင်ရာဟုလာလေးအကြောင်းအကြဘူးလားမဟုတ်လားအေးသားတော်ရာဟုလာလေးရဲ့စိတ်ထား ဗုဒ္ဓရဲ့တတော်ကဘာမှာအချောဆုံးပုဂ္ဂိုလ်လေးကျန်လားပညာတတ်တဲ့ပုဂ္ဂိုလ်ဟုတ်မလားအချောဆုံးပုဂ္ဂိုလ်เนาะဘယင်တတော်လေးဟုတ်တယ်မလားတာမန်ပုဂ္ဂိုလ်မဟုတ်ဘူးအဲ့ဒီလိုပုဂ္ဂိုလ်တော်မာမာနာတွေချိုးနှိမ်ထားတာသူ့ကိုဆုံးမတာကိုအမြဲတမ်းလိုချင်တယ်ဒါပေမဲ့တခါကြီးလိုမကြီးတို့ဦးစင်တို့ကြတော့ကိုကလာပြောရင်ကွာငေါ့စော်ခါတယ်ကွာဟုတ်တယ်မလားငေါ့စော်ခါတယ်အသားလဲနာတာလည်းမဟုတ်ဘူးတခါမကြီးတို့ကဟုတ်တယ်မလားအော်သူမသိလို့ ။ तू မလိမ္မာသေးလို့ငေါ့ကိုစော်ကားသွားတာလေ။ तू သိလို့ရှိရင် तू သာတရားရှိငေါ့ဒီလို तू ပြောမှာမဟုတ်ဘူးဆိုတော့သူ့ပေါ်မှာတနာတဲ့မျက်လုံးနေနဲ့ကြိတ်လိုက်စမ်းပါလား။ဟုတ်တယ်မလား။အဲ့လိုလည်းမလုံနိုင်ဘူးဟုတ်လားမလား तू ချရင်ငါချမယ်ဆိုတာကြီးပဲ fighting ကြီးပဲတကောင်မကြီးတွေကယူဟုတ်လားမလုံပါနဲ့ဗျာခွင့်လွတ်ခြင်းဟာငြိမ်းချမ်းမှုကိုဖြစ်စေတယ်ခွင့်မလွတ်နိုင်ခြင်းတည်းဟူသောအကြောင်းကြောင့်မိမိတို့စိတ်ဆင်းရဲနေမယ်ဆိုရင်ကိုယ့်ကိုယ်ကိုတကယ်ချစ်အောင်ရောက်ပါမလားကိုယ့်ကိုယ်ကိုတကယ်ချစ်တဲ့ပုဂ္ဂိုလ်ကကိုယ့်ကိုယ်ကိုဒုက္ခရောက်အောင်မလုပ်ဘူးနော် ဒါကြောင့်တကယ်ယူရမယူဥစဉ်တို့ဟာကိုကိုကိုတကယ်ချစ်တယ်ဆိုရင်သူတပားတွေကြောင့်ကိုရဲ့နှလုံးသားကိုအထိခိုက်မခံပါနဲ့ကိုကတီးမခံနိုင်ခွင့်မလို့နိုင်ချင်းတူတော့အကြောင်းကြောင့်ကိုနှလုံးသားကိုပူလောင်နေတယ်ဆိုရင်အမြန်ဆုံးခွန့်တော့ပလိုက်နားလေပြီလားဥစဉ်ပြောတာတီးခံလိုက်တရားသဘောတွေအများကြီးရှိပါတယ်ဥစဉ်လို့လည်းဟောပြီးပြီဟုတ်တယ်မလားစင်ကျင်လိုက်ရင်အကုန်ပျောက်ပါတယ်။သူကငါရဲ့အမေဟောင်းလေးအဖေဟောင်းလေးငါရဲ့သမီးလေးငါရဲ့သားလေးနေရာမှာသဘောထားလိုက်။ကိုသားငယ်ငယ်လေးသမီးငယ်ငယ်လေးမွေးခါစားတွေကကို့ပေါ်မှာချီးတောင်ပါချသေးတာ။ဟုတ်တယ်မလား။ ကိုကိုပါလေးရိုက်တာလက်လေးလေးနဲ့အဲ့ဒါကြတော့ချစ်နေရောဟုတ်တော့မလားကျင်းသမီးလေးငါ့ကိုပါလေးနဲ့ရိုက်တယ်ဟုတ်တော့မလားသူများအခုစကားလေးနဲ့ပြောလိုက်တာနဲ့မချင်တတ်ဘူးဖြစ်သွားအဲ့ဒါပါလေကိုရဲ့မိဘအရာတာသမီးအရာမထားနိုင်သေးလို့ဟုတ်တယ်မလားဖခင်ကတော့မာတာယထာနိယံပုတ္တမာယုတာဧကပုတ္တမနုရခေဆိုပြီးတော့မေတ္တာသုံးမှာမဟုတ်ဘူးလားတခါကြီးတို့မကြီးတို့လည်းမရွတ်ဘူးလားရွတ်တော့ရွတ်တယ်မကျင့်သုံးဘူးမေတ္တာသုံးကိုမကျင့်လို့ဥစဉ်လို့လောကသာသနာကြီးဆုပ်ယုပ်နေတာပါပဲ ဦးဇင်းတို့ဘုန်းကြီးတွေလည်းဒီတိုင်းပါပဲဟုတ်တယ်မလားဆုတ်ယုတ်သွားပြီသာသနာလည်းဆုတ်ယုတ်ပြီလောကကြီးလည်းဆုတ်ယုတ်သွားတာတရားတော်တွေမကျင့်လို့ပါဘာလို့မကျင့်လို့လဲတရားတော်တွေမကျင့်တော့အလုံးဆုတ်ယုတ်သွားပြီတခါကြီးတို့မကြီးဟုတ်လားဆုတ်ယုတ်သွားပြီဒါကြောင့်မို့ဖခင်ကတော့ကိုယ့်ရဲ့တူဒီရောသားလေးကိုစောက်ရှောက်တယ်လို့ပဲတရဝအလုံးပေါ်မှာအတိုင်းအရှိမရှိတဲ့မေတ္တာထားပါလို့ပြောတော့ကိုယ်ခဏလေးကဲ့ရဲ့လိုက်တာနဲ့ကိုယ်မကျင့်တော့ဘူးကိုယ်စော်ကားလိုက်တာနဲ့မကျင့်တော့ဘူးကိုယ်မကောင်းကြောင်းပြောလိုက်တာနဲ့မခံနိုင်တော့ဘူးတကယ်ဆိုတော့ကိုယ်မကောင်းကြောင်းပြောရင်အဲ့ဒီပြောတဲ့စကားလုံးကမှန်တာ မှားလားစီစစ်မှားရဲဆိုရင်လည်းဂယုဆိုင်စရာမလိုဘူး तू အထင်မှားလို့ပြောတာပဲ तू အကုသို့နဲ့ तू ပေါ့မှန်နေဆိုရင်ရောမှန်ရင်ဩော်ဒါငါရဲ့အားနည်းချက်တွေဖြစ်နိုင်ငါပြုတ်ပြင်လိုက်မယ်နောက်တစ်ချိန်သူတို့ငေါ့ကိုမကဲ့ရဲ့စီရဘူးဆိုလို့သူတို့ဇင်တို့စိတ်မျိုးနဲ့ပြုတ်ပြင်လိုက်ကိုဘွားမတိုးတက်ဘူးလားအဲ့ဒါဘယုရရဲ့သာသနာတော်မှာကြီးပွားကြောင်းလို့ဖရာဟောပါတယ်တခါကြီးတို့မာကြီးအဲ့ဒါကြီးကျင့်သုံးနိုင်ကြည်စမ်းအဲ့ဒီလူကအစင်မြင့်တဲ့ဘဝပိုင်ရှင်ဖြစ်သွားပြီဘာဘွဲမှမရရင်နေတော့အဲ့ဒီပုဂ္ဂိုလ်ကအစင်မြင့်တဲ့ဘဝပညာပိုင်ရှင်ပဲဟုတ်ပြီလားအေးအခုဒီ ခုနအယူလိုလိုဘာလိုလိုတကကြီးရသူ့ရဲ့မကောင်းတဲ့အကျင့်ကိုဆရာတော်မပြင်လိုက်ဘူးလားအမြဲတမ်းဆဲရေးချိန်ပေါင်းနေတဲ့ကောင်ကြီးကအခုတော့ဘာဖြစ်သွားလဲဟေတုပစ္စယောဟေတုပစ္စယောသူတော်တဲ့ဟိုသွားပြီးထင်းနေလိုက်ခုတ်တယ်သူကထင်းနေခုတ်ပြီးရောင်းစားတာပေါ့သူကဟိုလိုက်သွားနေတော့ပုံကိုယ်ဆိုသူလဲရှာဖွေရတာပဲအဟေတုပစ္စယောဟေတုပစ္စယောတစ်ပင်တွေခုတ်ခုတ်ပြီးတော့ရောင်းစားတယ်ပြောချင်တာအဲ့ဒီရွာမှာနတ်ကွင်းကြီးတစ်ခုရှိတယ်နတ်နတ်တွေပေါ်ပေါ်တစ်ပင်ကြီးကြီးရှိတယ်ကျမ်းတယ်လို့နာမည်ကျော်တယ်အဲ့ဒီတစ်ပင်ကြီးက လူတွေကမခုတ်ရဘူးအဲ့ဒီတစ်ပင်သားမှဆိုကြလားပြီးရင်ဟိုဖိုးပြောဒီပြောတော့မပြောရဘူးနှက်ကြတော့လူတွေကကြောက်တယ်နှက်ဝကြတော့လူတွေပါရှိတယ်ကြောက်တယ်အဲ့ဒီအယူလိုလိုပါလို့တကာကြီးကခင်းနေခုတ်သူမရှိတော့ရင်အဲ့ဒီတစ်ပင်ကြီးကြီးနားသွားပြီးတစ်ပင်တွေလိုက်ခုတ်တယ်နောက်ဆုံးကုံဝိုင်းရင်အဲ့ဒီတစ်ပင်ကအကိုင်းလေးလေးမှသူလိုက်ခုတ်တာအဲ့ဒီကတကယ်ကြမ်းတယ်အဲ့ဒီနှက်ကြီးကလည်းသူ့ကိုဘလို့ပြောမဆိုတော့တွန်းချတာချလို့မရအောင်ဟိုဟေတုပစ္စည်းရောခံထားပေးတယ် သူကအယူလို့တော့သူ့ရဲ့ပါဇက်ကအမြဲတမ်းညွတ်နေတာ non stop ညွတ်နေတာအာစိန်နကံဖြစ်သွားတာဘာဘာဖြစ်သွားတာလဲအဲ့တော့မကြီးတို့ကတေငန်ဒီမှာတတိယတာမျိုးမဟုတ်ဘူးနော်ဦးစင်းပြောချင်တာဒီအယူကိုနမူနာယူစေချင်တယ်စံနမူနာယူစေချင်တယ်အလုံးတစ်ခုလုပ်ရင်ကောင်းတဲ့အလုံးကိုထောက်လျှောက်လုပ်ပြရအခုဆရာတော်ကဂုံတော်ပွားခိုင်းနေပေါ့ဒကမကြီးတို့ဒကမကြီးတို့ကတတိယမှာပွားရမှာမဟုတ်ဘူးကြာလားပုံမှန်လေးမိမိတို့ကနေနိုင်ဝက်နိုင်နိုင်ဝက်ညနိုင်ဝက်နေ့ အဲ့ဒါပြီးတဲ့ပြင်ကြံတဲ့အချိန်ကဘာလုပ်ပြအောင်နန်းလျှောက်ရင်လည်းခုတတိယနာနဲ့အာရဟံအာရဟံဘွားသွားရအောင်မလွယ်ဘူးလားလွယ်လာဦးစင်းပြောတာစဉ်းစားကြည့်ဒီကမကြီးကိုကပတ်စံလူရင်တော့ပတ်စံကုန်သေးတယ်နားလည်လားဦးစင်းပြောတာမကုန်ဘူးလားကုန်လားဒီမကြီးတို့အလှလုံးရင်တော့ပတ်စံမကုန်ဘူးလားအဲ့ဒီဂုံတော်ပွားတာအလှလုံးတာထက်အစပေါင်းများစွာတာတယ်ဗျာကဲဒီကမကြီးတို့ကလှတာတော့ပဲဝါသနာပါပတ်စံမကုန်ခဲနဲ့အဲ့ဒီထက်ကုသိုလ်ထူးတဲ့ဂုံတော်မပွားချင်ဘူးလား ဲ့ဘွားတော်ဘို့ဟုတ်တော်မလားတောက်လျှောက်ပဲအဲ့ဒါဒကမကြီးတို့လောကီလောကုတ္တရာတအားကြီးမာကြီးအကျိုးတရားတွေနားလည်လောက်ဆုံးပြောတာအဲ့ဒီအယူကအမြဲတမ်းဟေတုပစ္စောပဲရွတ်နေတာရွတ်တော့အဲ့ဒါနဲ့အဲ့ဒီနတ်ကြီးကသူ့ကိုတွန်းချတာတွန်းလို့မရဘူးနောက်ဆိုသူစိတ်တိုတယ်နတ်ကြီးကတွန်းလို့မရဘူးအယူကိုတွန်းလို့မရဘူးခလေးတရားကိုဝင်ပူးတာဝင်ပူးတော့သူချိန်တယ်အဲ့ဒီအယူကိုပြောပြဝအောင်ကွာတယ်ငါလည်းမနိုင်ဘူးတဲ့သူ့ငါတက်ဖို့လောက်တာဒီကောင်ကဟေတုပစ္စောရွတ်နေတာငါ့ကိုခံရတာလုံးလို့မရဘူးတဲ့ စဉ်းစားကြည့်နောက်ဆုံး तू တစ်ပင်အောက်ကိုဆင်းတော့မွေတကောင်ပေါက်ဖို့လောက်တာတဲ့အဲ့ဒီမွေကောင်ငါကာကွယ်ပေးလိုက်ရတာတဲ့ तू ဟိတုပစ္စည်းရောညွတ်နေတော့ငါတစ်ပင်အောက်မှာတင်းငါဒုက္ခရောက်မှာတဲ့ဖရာရဲ့နှုတ်ကပတ်တော်တွေဟာအဲ့လိုယေရှုများတယ်ဆိုတဲ့အကြောင်းလေးပြောပြတာပါကျမ်းစာထဲမှာယူဥစဉ်ပြောချင်တာကအဲ့လိုဗုဒ္ဓရဲ့နှုတ်ကပတ်တော်တွေကိုလည်းရွတ်ဖတ်တဲ့အချိန်ရွတ်ဖတ်ပါအဓိကတော့ဘာဝနာကိုဖွားစေခြင်းတယ်ပေါ့နော်အဲရွတ်ဖတ်တဲ့အချိန်နဲ့ရွတ်ဖတ်ရွတ်ဖတ်လို့မေတ္တာတွေပို့ပြီးရင် ဖရာဂုံတော်တွေပွားမယ်ကိုဆိုင်ရဝိပဿနာရှုနေတဲ့လူကဝိပဿနာရှုဖို့ဟုတ်လားဥစဉ်ကတော့ဂုံတော်ပွားဖို့ဒီနေ့အထူးတိုက်တွန်းပါတယ်ပဋ္ဌာန်းတွေလည်းပူဇော်ဖို့အပြီးတော့မှအခါတော်နေကိုပူဇော်တော်အဖြစ်ဒီအကြောင်းတွေဟောပြောပြခြင်းဖြစ်ပါတယ်နားလည်လားအဲ့လိုပွားများနေတဲ့ကောင်မကြီးကအာစိန်နကအာကောင်းကြီးအယူတော်အန်ဒီရကလွတ်သေးတယ်ဆိုရင်တကောင်မကြီးတို့တကကြီးတို့ကအယူတွေလားအကောင်းတွေလားအိုးအကောင်းကြီးဆိုရင်တော့ပြောစရာမရှိတော့ဘူးပစ္စုပ္ပန်မှာလည်းပဲဘေးအန္တရာယ်တွေကင်းပြီးတော့နောက်ဆုံးမရဏမင်းကို တကယ်ကဘာအကောင်ဆုံးနျူကလ িয়ার လက်နက်ပိုင်ရှင်တကယ်ဆိုတည်ခြင်းတရားကိုပြုံးပြုံးလေးနဲ့ဒီကောင်ကိုယဉ်ဆိုင်ပြီးတော့နောက်ဆုံးတကောင်မကြီးလို့ဒီဘဝသောတာပန်မဖြစ်သေးရင်တော့နတ်ပြည်၆တက်ကြိုက်တဲ့ပုံရေလို့ရပါပြီအဲ့ဒီကနေတဆင့်ဆက်လက်ပြီးအားထုတ်ရင်သောတာပန်အရိယာဘဝတဆင့်တဆင့်တက်ပြီးတော့နတ်ပြည်ကနေပဲနိဗ္ဗာန်ဝင်မယ်ဆိုရင်နိဗ္ဗာန်ကိုဝင်ဆန်နိုင်ပါပြီဗျာဟုတ်ပြီလားကဲအားလုံးအမြဲတမ်းအာစိတ်နှကန်ဖြစ်အောင်ကိုချင်းတီလာကိုဖြူစင်အောင်ဖြည့်ခြင်းပါအားလုံးပေါ်မှာအကျဉ်းနာမေတ္တာထားပါဗုဒ္ဓနှုတ်တတိကိုဗုဒ္ဓဂုံတော်ကို အမြဲတမ်းနှလုံးသားမှာထုံမှန်းပြီးတော့မိမိတို့ရဲ့လောကနော်တာယီသမီးရဲ့စီးဝါးရေးတွေကိုပြုလုပ်ကြဖို့တိုက်တွန်းရင်းနဲ့ပဲဒီနေ့ဗုဒ္ဓပြန်ကြွလာမယ့်အဘိဓမ္မာခါတော်နေ့ပဝါရဏနေ့လေးမှာဒီတရားတော်ကိုဟောကြားရင်းနဲ့ပဲအာလုံးကုသိုလ်ကောင်းမှုအစွတ်စွတ်ကိုကြီးစက်သွန်းချအမျှပေးဝေကြပါကုန်စို့လိုက်ဆိုဣဒံမေပုံညာအာတဝခယံအာဝဟံဟောတုဣဒံမေပုံညာ နိဗ္ဗာန်တ္တနိဗ္ဗာန်တ္တပစ္စယောပစ္စယောဟောတုမမဘုံညပါကံတပတတနံပါစေမိတေတဘေမေတမံဘုံညပါကံနဘေတဝါဒုခိတာမုဒိတာဘဝန္တု ဤကုသိုလ်ကောင်းမှုအဆုစု၏အဖို့မာကကိုဂျေစုကြည်မာမိဘနှပါတို့အား၎င်းဆရာသခင်အရှင်သူမြတ်တို့အား၎င်းရှေးရှိဘဝကတော်ဆက်ခဲ့ကြကုန်သောမိဟောင်းဖဟောင်းဆွေဟောင်းမျိုးဟောင်း မိတ်ဆွေအပေါင်းတို့အား၎င်းမိတ်ဆွေအပေါင်းတို့အား၎င်းကိုဆောင်နံအိမ်ဆောင်နံလမ်းဆောင်နံရက်ကွက်ဆောင်နံရာဆောင်နံမြို့ဆောင်နံတောဆောင်နံတောင်ဆောင်နံအာကာသစုဘုံမစုယုတ်ကစုံနံပေါင်းတို့အား၎င်းနတုတနင်း တကြမင်းကြီးအား၎င်းငရဲတနင်းယမမင်းတို့အား၎င်းသာသနာတော်မြတ်ကြီးအားဆောင်းရှောင်းလျက်ရှိကြကုန်သောနမျက်နှကောင်းနမြမပေါင်းတို့အား၎င်းအထူးသဖြင့်ဓမ္မဝိနည်းအလင်္ကာရော ဝိနိပါဠိတက္ကတုကျောင်းတော်ကြီး၌နေထိုင်လျက်ရှိကြကုန်သောဝိမာနိကပိတ္တာအပေါင်းတို့နှင့်တကားအလုံးသောဝိနေယဒုက္ခိတာဒုက္ခိတာတတဝအပေါင်းတို့အား အမြန်ပေးဝေပါ၏အမြန်ပေးဝေပါ၏ထိုပုဂ္ဂိုလ်တတ္တဝါအာလုံးတို့သည်တရားတပြည့်တော်တို့နှင့်ထတုထမြကုသိုလ်ကောင်းမှုအဆုစု၏အဖို့ဘာကအကိုအမြရာကြကုန်သည်ဖြစ်၍ အမြရကြကုန်သည်ဖြစ်၍အမြရကြကုန်သည်ဖြစ်၍ကိုစိတ်နှဖျားကိုစိတ်နှဖျားချမ်းချမ်းမာမာချမ်းချမ်းသာသာရှိကြကုန်သည်ပီတိမောက်လွန်းဝမ်းမြောက်သောစိတ်ဖြစ်ကြပါစေကုန်သတည်းကုသိုလ်အမြတ် အမြအမြယူတော်မူကြပါကုန်လောတာတုတာတုတာတုကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်လောတာတုတာတုတာတုကုသိုလ်အမြအမြအမြ ယူတော်မူကြပါကုန်တော်သာဓုသာဓုသာဓုတပိတုံမေဒုက္ခိတာဟောထဒုက္ခပိမုစ္ဆထအလုံးသောသူတော်ကောင်းတွေကိုစိတ်နှပြချမ်းမြေ့တာယာကြပါစေခန္ဓာဝတ်ဒုက္ခအကြီးမှလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေရှိရှိဗုဒ္ဓဘုရားရှင်လက်တော်တော်ကဝိတာခာနာတပိန်စိတ်တဒုကျဲတို့ကဲ့သို့လည်း ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီးကိုဗုဒ္ဓဖျားရှင်ဓမ္မဝိနည်းတော်